အားလုံးဝမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။လုံဆုံးများစွာတရုတ်မှာပါချမ်းသာကိုစိတ်မြဲပါစေဆိုတဲ့သတင်းနဲ့အတူထိုင်းအစိုးရက B2B တွေနဲ့ပတ်သက်လို့ပိုတင်းကျပ်လာတော့မဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ပထမတစ်ပုတ်အနေနဲ့လုံဆုံးများစွာတရုတ်မှာပါချမ်းသာကိုစိတ်မြဲပါစေသတင်းကိုတင်ဆက်ပေးချင်ပါတယ်။စီချက်ကွန်မင်တီယာကြီးကတော့ချော့တခါ6တလက် view ဟာကိုအတော်လေးနှစ်နှစ်ချိုက်ချိုက်ကျင်းသုံးလာနေပါတယ်။သမရဖြစ်ခါစားတွေက ကနေဒါနဲ့မက်ဆီကိုတို့ကိုစစ်ချက်ခုနှစ်ကျင်းညာခဲ့ပေမဲ့ညှိနှိုင်းမှုအချို့ရှိခဲ့ပြီးတဲ့နောက်မှာရက်60ဆိုင်းငံ့ကြောင်ကျင်းညာခဲ့ပါတယ်အခုတပန်ကမ္ဘာနိုင်ငံတော်တော်များများကိုကျင်းညာထားတဲ့စစ်ချက်ခုနှစ်ကိုလည်းရက်60ဆိုင်းငံ့ကြောင်ကျင်းညာလာပြန်ပါပြီဧပြီလ2ရက်နေ့မှာစစ်ချက်ခုနှစ်ကျင်းညာလိုက်တဲ့ကထိုးစင်းနေတဲ့ stock ဈေးကွက်တွေ crypto ဈေးကွက်တွေကလည်းရက်60ဆိုင်းငံ့ကြောင်ကျင်းညာချက်နဲ့အတူဈေးတွေပြန်တက်လာခဲ့ပါတယ်ကျင်းညာချက်ထွက်ပြီးနိုင်ပိုင်းအတွင်းမှာတင်မဲ့ US stock ဈေးကွက်အတွင်းကို ဒေါ်လာ5.5 trillion ကျော်ပြန်ဝင်လာခဲ့ပြီးတော့ crypto market ကြီးတစ်ခုလုံးကလည်းဒေါ်လာ2 trillion ကျော်ကိုပြန်တက်လာခဲ့ပါတယ်။ဘေကွိုက်ဈေးကတော့ဒေါ်လာ8400အထိကျဆင်းသွားခဲ့ရာကနေဒေါ်လာ7350လောက်အထိကိုပြန်တက်လာနိုင်ခဲ့ပါတယ်။အောက်ကွိုက်နေလည်းပြန်တက်လာခဲ့ပါတယ်။စီကျခုနေနဲ့ဆက်ဆက်လို့ရ90ဆိုင်းငံ့မှုအတွင်းမှာညှိနှိုင်းမှုတွေလှုပ်လာနိုင်တာကြောင့်အခြေအနေအရန်ကြီးမဆိုးသွားနိုင်ဖို့ကိုတော့မျှော်လင့်ထားနိုင်ပါတယ်။ ဒါပေမဲ့အခုစီကျက်ခွန်ဆိုင်ငံ့မှုမှာတရုတ်ကိုချမှတ်ထားတဲ့စီကျက်ခွန်တွေကမပါဝင်တဲ့အပြင်125ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားဖို့ရှိနေကြောင်းထရမ့်ကဆိုထားပါတယ်။တရုတ်နိုင်ငံဘက်ကလည်းစီကျက်ခွန်တွေနဲ့ပတ်သက်လို့ညှိနှိုင်းဖို့အတွက်ဆန္ဒရှိပေမဲ့ US ဘက်ကသဘောတူညီချက်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်အဆုံးအထိဆက်သွားမှာဖြစ်ကြောင်းသတိပေးထားတာကြောင့်တရုတ်နဲ့ US ကြားကကုန်သွယ်ရေးစစ်ပွဲကတော့အတွင်းရှိအောင်မဲ့သဘောရှိနေပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ထိုင်းဆိုရာက B2B တွေနဲ့ပတ်သက်လို့ပိုတင်းကျပ်လာတော့မဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ထိုင်းအစိုးရကရာဇဝတ်မှုတိုက်ဖျက်ရေးဥပဒေအသစ်တွေထဲမှာနိုင်ငံခြား P2P ဝန်ဆောင်မှုတွေနဲ့ပတ်သက်လို့ထည့်သွင်းဖော်ပြလာပါတယ်။ဘဏ်အကောင့်တွေပြပ P2P platform တွေနဲ့ပတ်သက်လို့ပိုပြီးတော့တင်းကျပ်သွားဖို့ရှိနေပြီးမလိုက်နိုင်ဒေါ်လာ8,900ဘုတ်တန်ချင်းနဲ့အတူထောင်ဒဏ်3နှစ်အထိချမှတ်ဖို့ပါဝင်လာပါတယ်။ထိုင်းနိုင်ငံအတွက်မှာလဲပတ်နေတဲ့ CASP rate အနေနဲ့လဲ online ငွေလိမ်လက်မှုတွေနဲ့ဆက်ဆက်နေတဲ့ transition ရဲ့အချက်အလက်တွေကိုကောက်ယူပေးရမှာဖြစ်ပြီးတော့လိုအပ်ရအကောင့်တွေကိုပိတ်သိမ်းဖို့အထိပါညွှန်ကြားထားပါတယ်။ ဒါအပြင် B2B ဝန်ဆောင်မှုတွေကနေငွေကြေးခဝချနေတယ်ဒါမှမဟုတ်စိုက်ဘာရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့တန်တရားရှိရယ် CSP တွေဟာထိုင်းပြည်သူတွေကိုဝန်ဆောင်မှုပေးခွင့်ရပ်ဆိုင်းခံရမှာလည်းဖြစ်ပါတယ်ဒီအချက်တွေကထိုင်းနိုင်ငံအတွင်းမှာအစိုးရလက်အောက်မှာမှတ်ပုံတင်ထားပြီးတော့လဲပတ်နေတဲ့ Crypto Platform တွေအားလုံးအပေါ်တက်ရောက်မှုရှိမှာဖြစ်ပြီးတော့မှတ်ပုံမတင်ထားတဲ့ဝန်ဆောင်မှုတွေပေးနေတဲ့ platform တွေအပေါ်ကိုလည်းတင်းကျပ်အရေးယူမှုတွေမကြခင်မှာတွေ့လာရနိုင်ပါတယ် အခုလောလောဆယ်မှာလဲထိုင်းနိုင်ငံအတွက်မှာခရစ်ပတိုနဲ့ပတ်သက်လို့ရှေ့ပြေးစီမံကိန်းတွေအတော်များများတွေ့လာနေရပြီးတော့ဖူးခတ်မှာခရစ်ပတိုတွေနဲ့ငွေလက်ခံနိုင်မှုစမ်းသပ်တာတွေခရစ်ပတို ETF တွေလဲပတ်ခွင့်ပေးဖို့စဉ်းစားနေတာမျိုးတွေရှိနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်ပတိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရစီဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လောက်တက်မှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade အမြဲကြပါစေခင်ဗျာ